ရိတ်သမားအားလုံးမင်္ဂလာပါခင်ဗျာ Sport Edo C ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ဒီနေ့ညဘီဘာအိုတိုက်ပွဲမှာနောက်ဆုံးရှင်သန်ကြံရင့်မဲ့သူဘသူဖြစ်လာနိုင်မလဲအမော်ရီမပြတ်မနေပွဲထွက်ခွင့်ပေးရမဲ့သူနှစ်ဦးကိုအကြံပေးခဲ့တဲ့ Bosco ဂျေရမနီချန်ပီယံကိုအဖြေပေးလိုက်တဲ့ Super Computer ဂျေရမနီဘောလုံးပွဲအတွက်အရေးကြီးဆုံးအရာကိုပြောပြခဲ့တဲ့ Bosco ကလူစားတဲ့တင်များပဲဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်နဲ့အတော်ဒီယန်ဟော့စပါတို့ဟာဒီနေ့ညပြပအောင်မှာယူရိုပါလိဘောလီဝဲဖြစ်တွဲဆုံရှင်ပိုင်သွားကြတော့မှာဖြစ်ပြီးအနိုင်ရတဲ့တင်ကအင်ကိုဥရောပဗလာပြင်လာမယ့်ဟာဒီချန်ပီယံလိဝင်ခွင့်လက်မှတ်နဲ့ပါအင်ပြန်လို့ရမှာဖြစ်ပါတယ်ယူရိုပါလိသမိုင်းတစ်လျှောက်မှာအမှတ်ပေးစရာအောက်ခြေကအသင်းနှစ်တင်းကြားဘောလူရမယ့်ပထမဆုံးဘောလူပွဲဖြစ်လာမှာဖြစ်ပြီးနောက်တင်းလုံးဟာပရီးမီးယားလိဂ်အမှတ်ပေးစရာတန်းစင်းဆုံးအထက်မှာရပ်တည်နေကြတာဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်တင်ဟာဒီအာဇီဥရောပမှာရှုံးပွဲမရှိခဲ့တဲ့အသင်းဖြစ်ပြီးပြီးခဲ့တဲ့ဆီမီဖိုင်နယ်ဆင်မှာဘုံဆွဲမှုရေဘန်းစားဆုံးအသင်းတစ်သင်းဖြစ်တဲ့အတ္တလတ်ဘီဘာကိုနှစ်ကြော်စလုံးအပြတ်အသတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ထိုက်တိုက်တွေ့ဆုံမှုဒီအာဒီမှာမန်ချက်စတာယူနိုက်တက်နဲ့ဒေါ်တရန်ဟော့စပါတို့သုံးချိန်တွေ့ဆုံခဲ့ပြီးဖြစ်ပြီးတရန်တွေရာသုံးပွဲစလုံးမှာရှုံးနေခဲ့တာဖြစ်ပါတယ်။ဒါအပြင်နောက်ဆုံးအပွဲတွေ့ဆုံထားမှုမှာနိုင်ပွဲမရှိခဲ့ပဲလေးပွဲရှုံးတပွဲတည်းရလက်တာပိုင်ဆိုင်ထားပါတယ်။နှစ်ဖက်အသင်းတရင်များ တော်ဒင်ဟော့စ်ပါတင်ဘက်မှာဒဏ်ရာပြသနာတွေကအလွန်ဆိုးရွားနေပြီး James Madison, Kulusevski တို့လိုအရေးပါတဲ့ကစားသမားတွေဒဏ်ရာကြောင့်လွဲချော်မှာဖြစ်ပြီး Lucas Favre ကလည်းပါဝင်နိုင်မှုမရေမရာဖြစ်နေစေဖြစ်ပါတယ်။ဆွေဒင်လူဝဲခွဲတဲ့ကစားသမားဟာခြေချင်းဝှက်ဒဏ်ရာရခဲ့ပြီးနောက်ဒီလာအဆမှာဂျိုင်းတောင်းနဲ့မြေတွေ့ခဲ့ရပေမဲ့အကောင့်မြတ်တဲ့သူချိုးကတော့ဒီပွဲမှာလူသားဝင်ကစားသမားဖြစ်လို့ဖြစ်ဖြစ်ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ပြောဆိုနေကြပါတယ်။ဘာပဲဟာဘီဘောကိုထွက်ခွာခဲ့တဲ့လူစင်းနဲ့တူလိုက်ပါခဲ့တာကြောင့်ပါဝင်ကစားပေးနိုင်ပွဲရှိပြီး ရာဂူတင်နဲ့ဒီမိုဗာနာတို့ကတော့ဆက်လက်လွဲချော်မှဖြစ်ပါတယ်။စီအောင်မင်ကလုံခဲ့တဲ့ဆယ်ရက်လောက်ကဘဲလီစ်နဲ့ပွဲမှာဒိုင်ယာကနေပြန်တက်လာလာပြီးဘာဝင်ကစားပေးနိုင်ခဲ့တာကြောင့်ဒီပွဲမှာပွဲထွက်ပါဝင်လာဖို့များနေပြီးဘရန်နန်ဂျွန်ဆန်ကလည်းစန်းကျင်ဘက်တောင်ပိုင်းမှာပါဝင်လာဖို့ရှိနေပါတယ်။မန်ချက်စတာယူနိုက်တက်ဘက်မှာလည်းလီဆန်ဒိုမာတီနက်စ်ဂျိန်းတွေပေါ့လွဲချော်မှဖြစ်ပြီးရိုးရိုးဒါလော့နဲ့ဒီလိုက်စ်တို့ကဘောလုံးပွဲကိုပါဝင်ကစားပေးဖို့ရည်မှန်းချက်ထားထားကြတယ်လို့အမော်ရင်ကပြောဆိုခဲ့ပါတယ်။ဂျိုရာစာတီကလည်းအင်္ဂါနေ့မှာလေးကျင်းပြန်ဆင်းခဲ့ပြီးနောက်ပါဝင်ကစားနိုင်မဲ့ခွင့်ရင်းရှိနေပါတယ်။ ရော်ရော်နေတဲ့အပြေအဝပြန်ကောင်းမလာဘူးဆိုရင်တော့ Iron Heaven ကိုအမော်ရင်းကပွဲထုတ်နိုင်ပြီးလိုရှောင်းကလည်း Fortify နီးပြားရဲ့ခန်းစဲ၃ဦးထဲမှာတိတ်မကြခင်ကပဲအသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ Ugarte ကလည်းခွင်းထဲမှာ Casper နဲ့အတူပွဲထွက်လာနိုင်ပြီးဒိုက်စင်မှာ Garnacho, Fernandez, Wildland တို့ကိုမြင်ရနိုင်ပါတယ်။ဒါလို့မပါဝင်နိုင်ဘူးဆိုရင်တော့ Masrawi နဲ့ Patrick Dog တို့ပဲဆက်လက်နေရာရသွားနိုင်ပါတယ်။ဖြစ်နိုင်ပွဲ ပွဲထွက်လို့စီ Dorian Horse ပါ။ Vicario, Porro, Romero, Van de Ven, Odoki, Van Damka ဗီဇူမာစာဂျွန်ဆင်ဆွေယောင်မင်းဆိုလန်ကီမန်ယူနိုက်တက်အိုနာနာလင်ဒီလော့မဂွိုင်ယာယိုယိုမက်စရာဝီဒေါ်ကူအိုဂါတီကက်စမီရိုဖာနန်ဒက်စ်ကာနာချိုဝိုင်လန်ပွဲချုပ်သုံးသပ်ချက်ဒေါ်ဒန်ဟော့စပါဒီယာစီမန်ယူနိုက်တက်နဲ့သုံးပွဲကစားခဲ့ရမှာသုံးပွဲစလုံးကိုအနိုင်ရခဲ့ပေမယ့်အရိမတန်ကစပါပရိသတ်တွေအတွက်ကြောက်ရွံ့မှုတွေပဲပြည့်နေစေခဲ့ပါတယ်မန်ယူနိုက်တက်ရဲ့တရားစီ၄ချိန်တွေးဆမှုမှာတစ်ချိန်လောက်တော့ရှုံးနေနိုင်ပြီးအဲဒီတပွဲကဒီပွဲဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ် ။နှစ်သင်းစလုံးဟာဥရောပမှာမတူညီတဲ့အသင်းတွေဖြစ်ခဲ့ကြပြီးဘော်စီကိုဂလူကရှုံးထွက်အဆင့်အတွက်မှာဗိုလ်လူပွဲအတွက်အကောင်းဆုံးပွဲထွက်လူစင်းကိုတွေ့ရှိခဲ့ပါတယ်။ဥပမာအားဖြင့်စပါကိုဗိုလ်လူပွဲတက်နိုင်စေခဲ့တဲ့ခန်းစင်၅ဦးကစားကွက်မျိုးပရီးမီးယားလီဂ်မှာနှစ်သက်ကူပြီးကလေးကမြင်တွေ့ရတာမျိုးမရှိသလောက်ရှာခဲ့ပါတယ်။ဘော်စီကိုဂလူသားယူရိုပါလိထွက်သူရဲ့ကျယ်ပွင့်နောက်ခံလူတွေကိုအနာပိတ်ဖို့မဆုံးဖြတ်ခဲ့ဘူးဆိုရင်စပါးစ်အနေနဲ့အမပေးစရာမှာအခုတည်းပိုကောင်းတဲ့နေရာတစ်ခုမှရှိနေခဲ့နိုင်ပြီးအဲလိုလောက်ခဲ့ရင်လဲယူရိုပါလိဖိုလ်လူပွဲကိုမထပ်နိုင်တော့ပါဘူး ဘော့စပီကိုဂလူရဲ့စတေးမူကအလကားတော့မဖြစ်ခဲ့ပဲအဲ့ဒီတွက်အောင်မြင်မှုအသေးပွင့်နဲ့ခံစားရဖို့မင်းနဲ့60လောက်သာလိုတော့တာဖြစ်ပြီးသူ့ရဲ့ထူထူးနေမှာဖလားတလုံးလုံးရလေးရှိတာကြောင့်ရေဘာလီဖလားကစပါရိုးရဲ့ဖလားပြောင်းဆုံးနေမှုကိုအဆုံးသတ်ပေးနိုင်မယ်အဓိကဆုဖလားဖြစ်လာနိုင်ပါ रे မန်ချက်စတာယူနိုက်တက်ကပိုကောင်းမွန်တဲ့နီးပြပိုကောင်းမွန်တဲ့ကစားသမားတွေပိုပြီးတာလုံးတဲ့တပိုင်းအမွေနှစ်တွေပိုင်းဆိုင်ထားပြီးမယ်ဒီနေ့ညကစပါးစီရဲ့ညဖြစ်လာနိုင်ပါ रे အပြန်လန်သူကိုရင်းနဲ့တူဘော့စီကိုဂလူရဲ့အသင်းကဂျင်းမြောင်းနဲ့ဂိုးကွာချားချက်နဲ့အတူအနံ့ရသွားနိုင်ပါ रे တော်ရီယန်စပါနီပြအန်ဂေဘော့စ်တွေကိုဂလိုကဒီနေ့ညကမန်ချက်စတာယူနိုက်တက်နဲ့ကစားသွားမယ့်ယူရိုပါလိပွဲစဉ်မှာအနိုင်ရခဲ့ရင်ချန်ပီယံလိဝင်ခွင့်ရတဲ့အထက်ဆူပလာဘီရိုရဲယူရိုပါလိဖလားကိုထည့်ခွင့်ရတာကပိုပြီးအတိတ်ပဲရှိလိမ့်မယ်လို့အရေးမှပြောဆိုခဲ့ပါတယ်။အင်္ဂါနေ့ညနေကပွဲကြိုသတင်းစာရှင်းလင်းပွဲမှာစကားပြောဆိုချိန်တွင်ဘော့စ်တွေကဂလိုကအဲ့ဒါကအရန်ကောင်းတဲ့ဆူပလာပါချန်ပီယံလိဝင်ခွင့်အတွက်တည်တာထင်ရှားတဲ့အရာဖြစ်ပြီးအသင်းအားလုံးအတွက်အတိတ်ပဲရှိစေမယ့်အရာပါဒေတာတင်ရှားတဲ့အကျိုးအမြတ်တွေရှိနေတယ်လို့ဘူယာဘာတိုက်ရဲ့အကောင်းဆုံးဆိုတဲ့ပြိုင်ပွဲမှာလည်းပါဝင်ကစားဝင်ပေးဆွနိုင်ပါတယ် ဒါပေမဲ့ကျွန်တော်တို့အသင်းကအရင်ကလေချန်ပီယံလိမှာပါဝင်ရှင်မန်ခဲ့ပူပါတယ်ဖလားမရခဲ့တာအချိန်တော်တော်ကြာခဲ့ပါပြီအဲဒီတော့ဒါကအရေးအကြီးဆုံးအရာပါလို့ပြောဆိုခဲ့ပါတယ်စူပါကွန်ပျူတာကဒီနေ့ညမန်ချက်စတာယူနိုက်တက်နဲ့တော်တရံဟော့စပါတို့ရှင်မန်ကစားသွားမယ်ယူရိုပါလိဘောလုပွဲအတွက်ဟော့ကိန်းထုတ်ခဲ့ပြီးစပါးစ်က2008နောက်ပိုင်းပထမဆုံးအချိန်ဖလားကင်မနိုင်လိမ့်မယ်လို့ထောက်ခံခဲ့ပါတယ်စူပါကွန်ပျူတာကပြိုင်ပွဲတစ်ခုလုံးကိုအချိန်မောင်းတစ်ထောင်အလိုလျောက်ကစားစီခဲ့တာဖြစ်ပြီး ။တကြိမ်ပြီးဆုံးတိုင်းမှာဇယားမှပြီးဆုံးတဲ့တသိန်းချင်းစီရဲ့ကုတ်တွေကိုမှတ်တမ်းတင်ခဲ့ပြီးတစင်ပြီးတိုင်းတသိန်းချင်းစီရဲ့ဖလားရနိုင်ခြေကိုလည်းမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာရလဒ်တွေကိုရာခိုင်နှုန်းဖြစ်ပြောင်းလဲခဲ့ပြီးတသိန်းချင်းစီရဲ့ယူရိုပါလီမှာအဆင့်ဘလောက်နဲ့အဆုံးသတ်နိုင်လဲဆိုတဲ့ဖြစ်တန်တွေကိုပြသခဲ့တာဖြစ်ပါတယ်။ဆမာမီးစ်ကယူရိုပါလီဘောလုပွဲအတွက်စူပါကွန်ပျူတာကပေါ်စတီဂိုဂလူရဲ့အတင်းက၃ဝန်းကုန်းနဲ့အနိုင်ရပြီးလာမယ့်အတီချန်ပီယံလိဝင်ခွင့်ရသွားလိမ့်မယ်လို့အဖြစ်ထုတ်ပေးခဲ့တာဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်အသင်းဟာယူရိုပါလိဘောလုပွဲမတိုင်ခင်ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီးတိတိတတ်တာအားတက်စရာကောင်းတဲ့တရင်ကြာခဲ့ရပြီးဇာကစီယိုယိုနဲ့ဒါလော့တို့အားလုံးလေ့ကျင့်ရေးပြန်ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလိုက်ကတော့နောက်ထပ်တစ်ကြိမ်ပျောက်ဆုံးနေခဲ့ပြီးယနေ့ညစပါးနဲ့စပွဲမှာမပါဝင်နိုင်ဖို့ကြိမ်းတည်သလောက်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ဂျိုရာဇာစီအန်အသင်းမှာပြန်လာမှုကအမော်ရင်ထွက်အားတက်စရာဖြစ်လာခဲ့တာဖြစ်ပြီးဒက်စတိုက်စစ်မှုဟာနယူကာဆယ်နဲ့ပွဲမှာတကောက်ကျော်ထိုင်ရန်ရခဲ့ပြီးနောက်ပိုင်းပြီးခဲ့တဲ့လကလေးကအနားယူနေခဲ့ရတာဖြစ်ပါတယ် ်အမေရိကန်စာစီးနေတဲ့လက်ချင်ရသည့်ပွဲအားလုံးကိုလွဲချော်နိုင်ခြင်းရှိတယ်လို့ပြောဆိုခဲ့ပေမဲ့လည်းအင်္ဂါနေ့လေးချင်းကြီးမှာဒါလောရေရိုးလို့နဲ့သူပြန်ပြင်ခဲ့ရတာဖြစ်ပါတယ်ဒါလောကလည်းရာသီကုန်ထိလွဲချော်နိုင်တဲ့ခြေသလုံးတန်းရရခဲ့တယ်လို့အမေရိကန်ကပြောဆိုခဲ့ပေမဲ့ပြန်ကောင်းလာခဲ့တာဖြစ်ပြီးဝိုင်းနောက်ကလူအီဗန်စ်ကလည်းလေးချင်းကြီးမှာပါဝင်ခဲ့တာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကနဝင်းဂရီနာဗီကရတင်းညဒီပါအောင်မှရှိမှန်ကစားမဲ့ယူရိုပါလိပွဲစဉ်မှာသူ့ရဲ့အသင်းဟောင်းကနာရောင်း၁၈နောက်ပိုင်းပရမအောင်ဆုံးချိန်ယူရိုပါလိပလောက်ကိုကင်မြောက်နိုင်လိမ့်မယ်လို့ဟောကိန်ထုတ်ခဲ့ပါတယ် ယူနိုက်တက်ကဘော်ဒုံးလေးညမှာအနိုင်ရလိမ့်မယ်လို့ထင်ပါတယ်။ဂျီရိုပါလီဖလားရတာကအရန်မှောင်မိုက်နေတဲ့လာမိုင်းညမှာကျဲတပွင့်လဲလန်တောက်ဖားနေတယ်လို့ဖြစ်လာပါလိမ့်မယ်။ဒီဖလားအနိုင်ရတာကဘယ်တော့မှမလေးမစားလို့ဆရာမဟုတ်ခဲ့ပါဘူး။ယူနိုက်တက်ကတကယ်ကိုအခြေအနေဆိုးရွားနေတဲ့ကာလမှာ၃နှစ်အတွင်းဖလားအသုံးလုံးရတာကကြီးမားတဲ့အောင်မြင်မှုဖြစ်ပါလိမ့်မယ်။လိဂ်မှာသူတို့ရှိနေတဲ့နေရာကြောင့်လည်းမယုံနိုင်စရာဖြစ်လာမှာဖြစ်ပြီးယူနိုက်တက်ကအနိုင်ရသွားမယ်လို့ကျွန်တော်ထင်တယ်။မန်ယူနိုက်တက်မှာဒီလိုအချိန်ကာမျိုးကိုခံစားရမယ့်ကစားသမားတွေလည်းရှိနေတယ်လို့ထင်တယ်။ ဘရူနိုနဲ့ကက်စမီရိုတို့ကဒီဖလားကိုလိုအပ်တယ်ဒီဖလားအောင်မြင်မှုကိုသူတို့ဘဝမှာလိုအပ်တယ်ဒီယုံကြည်မှုနဲ့အတူကျွန်တော်ဖလားရမယ်လို့သဘောတူတယ် United ကဒီဘွဲမှာ Spurs ကိုကျော်ဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်ချက်ရှိတယ်လို့ပြောကြားခဲ့ပါတယ် Manchester United ကွင်းလယ်ကနေဝင် Bosco က Spurs နဲ့ကစားရမယ့် Europa League ဘောလုံးပွဲမှာ Amorini နဲ့ Amadie Diallo နဲ့ကနာချိုတို့ကိုမဖြစ်မနေပွဲထွက်ခွင့်ပေးသင့်တယ်လို့ယုံကြည်နေပါတယ်တရန်နီရီယာ Sevilla 2024-2025ရာသီကိုရင်ဆိုင်ခဲ့ရပေမဲ့ ဒီနေ့ညဗီဘာအိုမှာအဒီကဥရောပဖလားနဲ့တူအိမ်ပြန်လာနိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပါတယ်အမေရိကန်တင်အားပြည်တွင်းမှာခြေစွမ်းပိုင်းဆိုးရွားခဲ့ပေမဲ့လေဥရောပမှာတော့ရှုံးမွေးမရှိစံနေတဲ့ချန်ပီယံခြေစွမ်းမျိုးပြသနေကြတာဖြစ်ပြီး Real Sociedad, Lyon, Athletic Bilbao တို့ကိုအနိုင်ယူပြီးဘောလုံးပွဲတိုက်ရောက်နိုင်ကြတာဖြစ်ပါတယ်။တရနေတွေဟာအစာပိုင်းတုန်းကခြေချင်းဝိတန်ရာကြောင့်ရာသီကုန်တိလွဲချော်ရုံနဲ့ထင်ထားတဲ့အာမတီရဲ့လိုဒီလအစောပိုင်းမှာပြန်ကောင်းလာတာကြောင့်အာတက်ဆီယာဖြစ်ခဲ့ပြီး ဒီရာသီမှာ Ivory Coast ရဲ့ပွဲက42ပွဲမှာသွင်းကို10ကိုနဲ့ဂိုးပန်တီးမှု6ချိန်ထိပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။တောက်ချာနေကအချက်စီကိုရှုံးနေခဲ့တဲ့ပွဲမှာအနာပိတ်ခံခဲ့ရတဲ့အာမန်ဟာဒီနေ့ညပွဲမှာကနာဂျိုနဲ့တူတောင်မှာပွဲထွက်ပါဝင်ခွင့်ရဖို့မျှော်လင့်နေတာဖြစ်ပြီးအမော်ရီနေနဲ့ဂျောနမတ်10နေရာအတွက်လည်းရွေးချယ်စရာနှစ်ခုနဲ့ထပ်ရှိနေတာဖြစ်ပါတယ်။ဒီရာသီမှာအကောင်းဆုံးပုံစံပြသနေတဲ့ Bruno Fernandes အပြင် အတလတ်ဒီပြည်ပအောင်နဲ့ပွဲမှာအရန်ကုန်ကနေနှစ်ကိုတိဝင်သွင်းခဲ့တဲ့မေဆာမောင်းကလေးယုံကြည်မှုပြန်ရနေသလိုဒရန်ကနေတက်တာကားတဲ့ဇာခစီကလေးပါဝင်ကစားပေးနိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့တရန်ဒီကနဝင်ဘော့စကိုကဒိုင်ဆင်မိုရီယန်နောက်မှာအာမန်နဲ့ကနာချူတို့အတွဲကအကောင်းဆုံးအတွဲဆက်ဖြစ်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ကျွန်တော်ဆိုတော့ဘိုလိုပွဲမှာအာမန်နဲ့ကနာချူတို့ကိုပွဲထွက်ပါဝင်စေမှာပါ။ဘာလို့လဲဆိုတော့သူတို့ကဖာနယ်ဒက်စ်နဲ့အတူမန်ယူနိုက်တက်ရဲ့အကြီးဆုံးဂိုးပေါက်ချင်းချောက်မှုတွေဖြစ်နေကြလို့ပါ။ အကောင်းဆုံးနေလန်းဖြစ်နိုင်တာက Vanadas ကိုကွင်းလန်မှာအရင်ဆုံးကတည်းကကောင်းကောင်းကစားနိုင်ပြီးအထူးသဖြင့်ဥရောပတွေ့ကြုံအရန်များတဲ့ Casemiro နဲ့အတူတွဲပေးလိုက်ဖို့ပါအမေရိကန်ကဝိုင်လန်ကိုဘောလီပွဲမှာပွဲထွက်ခွင့်ပေးမယ်ထင်တယ်ဘာလို့လဲဆိုတော့သူက Europa League မှာအရန်မဆိုးခဲ့လို့ပါသူကတကယ်ချင်းကြောက်နိုင်စမ်းရှိတဲ့ပုံပေါ်ပြီးအရေးပါတဲ့ဂိုးချိုးလည်းတွင်းနိုင်ခဲ့တယ်ဒါပေမဲ့ Premier League မှာတော့တော်တော်ဆိုးဆိုးပါပဲလို့ပြောကြားခဲ့ပါတယ် အခုလိုမျိုးတရင်ထင်းထင်းထင်းဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Sport A2C YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ